ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတက်တက်ရှင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ16ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတဲ့ တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်။ပညာကောင်းတွေပညာဒူးတွေရမယ်။ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာဆရာကောင်းတမကောင်းမိတ်ဆွေကောင်းတွေနဲ့ဆုံပြရတတ်တယ်။လက်ရှိရဲ့အလုပ်ကိုလည်းတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းကြုံလာတတ်တယ်။ကြုံလာရင်ကောင်းတယ်အဆင်ပြေအောင်မြင်မယ်နော်။ရရှိရရှိရဲ့ငွေရေးကြေးတွေလည်းဒီနေ့မှာ မထင်မဖက်မယူရပဲနဲ့ဝေးကြီးတွေဝင်လာတတ်တယ်။ကျမရဲ့အနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့ရှောင်းမှာ အဖြူရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖေးရမှာပဲပလာတာတစ်ချက် ကလူပေးရမှာဖြစ်ပါတယ်ရှင်။ ခொနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်လွဲမပါစေ။ခုနှစ်အောက်တိုဘာလ16ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္လာသားသမီးများအတွက်ဒီနေ့မှာ အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်တွေမွန်းကျက်စရာများတဲ့ဒီနေ့အတွက်ကျွန်ပြတတ်တဲ့ငွေကြေးကံတွေတအားကောင်းနေနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေဝင်လာတတ်တဲ့ဒီနေ့မှာဆုံးဖြတ်ချက်အမတွေချက်မိတတ်တဲ့မိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့အနီးအနားမှာလည်းမီးနဲ့ပတ်သက်တဲ့ဝါယာနဲ့ ပတ်သက်တာတွေတည်ထားเนาะမီရှော့ဖြစ်တဲ့မီလန်ဒတ်တဲ့အချီရင်းနဲ့အိမ်တော်ရေးမှာလဲជីနူးချက်မြေဆရာများနဲ့ဂျူလီယာတက်တဲ့အချိုးပေးတဲ့ကနန်းကတော့၄နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့အဝါရင်းရင်းရောင်ပဲဖြစ်ပါတယ်ရရရအနေနဲ့မိမိအိမ်ရှိဖျားမှာပဲလို့ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတက်စင်လွှဲမပါစေနထာ25ခုနှစ်အောက်တိုဘာလ18ရက်နေ့အင်္ဂါသတိများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်အင်္ဂါသတိများအတွက်ဒီနေ့မှာ ပေါ်အိမ်အဆောက်ဦးနေရာတိုင်းရင်းတွေပြုပြင်ရတဲ့တဲ့ပြင်ဆင်ရတဲ့တဲ့အသစ်တပံမှုမရတဲ့အလုပ်ထဲမှာလဲစိတ်ရှုပ်ဆရာစိတ်ညစ်ဆရာများနဲ့ ကြုံတွေ့ရပြီးတော့လုံမစိတ်မပါဘူးဖြစ်နေတတ်တယ်။ကျမ်းမာရေးအနေနဲ့တတိထားနော်။လက်တစ်ဖက်မှာမတော်တဆထိခိုက်တံရရတတ်တယ်။အနာတရရတတ်တယ်။ဖျားပုံတော်ယဟနာပုံတော်အိမ်ကိုကြွလာတတ်တယ်။အိမ်ကိုဖျားပုံတော်ယဟနာပုံတော်ဓာတ်တော်ဓလုံးကြွလိုက်စီးပွားတမဲထီပေါ့မဲထီ80ရာခိုင်နှုန်းထီပေါ့ခင်ရှိတယ်နော်။၄အစား6ဆုံးဒီလိုပါ။အချီးအမှလည်းတူးနဲ့တူးက အယူအဆတွေကွဲလွဲနေတတ်တယ်။ကံကောင်းတဲ့အရာမှအစိမ့်အောင်နဲ့အပြာရောင်ဖြစ်ပြီးတော့ရေရာအနေနဲ့မိမိအရှိဖျားမှာသတိ60ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခဏရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကို ဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတ်တတ်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ဗုဒ္ဓဘူသာသမီများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီများအတွက်ဒီနေ့မှာအလုတ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာတွေ ສິດໂຕກະດີດີນີ້ຕາອ້າຍແລະນິມືຜິດပါແດ່ງွေຍີ້ຈင်းແລະປະຕັດປີດວ່າແລະງွေຍີ້ຈင်းກິດສານຍາຕັງງີ້ມຍານແລະປະຕັດປີດວ່າແລະໄສຊີທີ່ຂະຍາມແລະນິມືຜິດပါແດ່ມີເກດສາອມွေກິດສາພົ້ງອະແທດທີພະນະນາຍີ້ລະຍະສິນແລະປະຕັດແລະກິດສາຍັດດີມາແລະສິນພີອະເມດແດ່ອະຊີ້ມາແລະມະປິດສະຫຼောက်ປະຕິນາລີຍາສາບີ້ໂອອະທິນນີ້ລ້ວຍສຍາຕື່ນແລະຈົ່ງດີຍາແດ່ແດ່ ကျမ်းမာရေးအနေနဲ့တတိယနော်ရှီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတော့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံးယို၅ခုကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိတ်ထသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့ အနိဋ္ဌသဘောဆောင်နေမကောင်းတဲ့ဟောပြောချက်တွေတတ်တ်ရှင်လွဲမပါစေနောက်ဆောင်25ခုနှစ်အော်တိုဘာလ18ရက်နေ့ဂျာတာပရိသသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာ အလုတ်နေရာအိမရာအတွက်ဒီကိုကောင်းတဲ့ကောင်းသောအပြောင်းအလဲများနဲ့ကြုံရတဲ့တဲ့ကာသမီအောက်လက်နေတာအတွက်ဒီလေဒီနေ့မှာသူတို့အတွက်တွေကိုပူပင်တော့ကတွေကြုံရတဲ့တဲ့ငွေချင်းနဲ့ပသက်ဆက်နေတဲ့လုပ်ငန်းတွေတတိထားနော်ငွေငွေချင်းရငွေပြောက်တာတကိုးကိုးခံရတာမျိုးတွေလေဒီနေ့မှာဖြစ်တတ်တဲ့အထူးတတိထားပြီးဆောင်ရယ်နော် ကျမ်းမာရေးမှာလည်းလက်မှာထိခိုက်ဒဏ်ရာရတတ်တဲ့အခြေအမှလည်းဒီနေ့အတွက်မှာ ဝေးလေ ကောင်းလေ ဖြစ်နေပြီးတော့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတော့အယောင်မှာအပြာရောင်နဲ့မရမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာကြာစံကြောကလူပေးရမှာဖြစ်ပါရှင်။ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတက်စီလွဲမပါစေ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာရာတွေက အစစအရေရာအစဉ်ပြေအောင်မြင်မယ်နော်ရှင်မျိုးသားချင်းတွေနဲ့ပတ်သက်ပြီးသွားရင်လေဝန်တာစရာတွေစိတ်ချမ်းသာစရာတည်င်းစကားကြီးကြရတတ်တယ်ဒီနေ့အတွက်မှာတောက်ကြသားသမီးအနေနဲ့ အိမ်မကတ်ချင်တာအိမ်မမနေချင်တာတအိမ်လုံးနဲ့တယောက်ဆိုသလိုမျိုးတွေဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်အလုပ်ပြောင်းညင်တာမျိုးတွေလည်းဖြစ်နေတတ်တယ်အချီးရေးမှလည်းတဦးနဲ့တဦးကအထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တယ်။ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့ ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရရရာအနေနဲ့မိမိအိရှိဖျားမှာပေါမုံဒဘတုကလူပြရမှာဖြစ်ပါလေရှင်။ခொနရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတ်တတ်ဆင်လွှဲမှာပါစေ။ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင် ကိုကမကြားကျင်တဲ့သတင်းမျိုးတွေကြားရတတ်တယ်အောက်လက်ငယ်သားသားသမီးအိမ်မအလုံးမထပ်သွားတတ်တယ်အော်လေငေသာသာသမီအတွက်ဒီလေဒီနေ့မှာတော်တော်လေးကိုစိတ်ရှုပ်စဉ်းညစ်ဆရာများနဲ့ကြုံရတတ်တယ် ကိုကပြန်မရတော့ဘူးလို့ဆုံးပြီလို့ထင်ထားတဲ့ကျွေးမြေတွေလည်းဒီနေ့မှမရည်ရွယ်ဘဲနဲ့ပြန်လည်ရရှိတဲ့နေ့မျိုးဖြစ်ပါတယ်။ဂျမ်းမာရေးအနေနဲ့တွားနဲ့ပတ်သက်တဲ့တွေးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတတ်တယ်။အချီရေးမှာလည်းဂျားလေတွေးလို့ဝေနေရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာခရမ်းရောင်ပဲဖြစ်ပါတယ်။ရှရိယာအနေနဲ့မိမိအရှိဖျားမှာ စပစ်တီ ထက်လူပြရမှာဖြစ်ပါတယ်ရှင်